်မင်္ဂလာပါရှင်ခိတိတရင်ဌာနကနေတရင်များကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ပင်လောင်းနေဖေကုံတိုက်ပွဲအတွင်းအကြံဖက်စေဥစုအရာရှိအပါ5ဦးသေဆုံး3ဘတ်2ဦးကိုလက်နက်များနဲ့အတူဖမ်းမိတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်နှင့်ဖဲခုံမြို့နယ်တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်မှအရာရှိအပါအဝင်5ဦးသေဆုံးပြီး2ဦးအရှင်ဖမ်းမိကလက်နက်များသိမ်းဆီးရမိကြောင်းစစ်ရေးတရင်ရင်းမြစ်များထံမှသိရပါဗျ နိုဝင်ဘာနောက်ဆုံးရက်များတွင်တောင်စလုံးတိုက်ပွဲအတွင်းရရှိခဲ့ခြင်းဖြစ်ကြောင်းမြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တအုပ်ကပြောပါရယ်။အရာရှိကတပ်ပွင့်ပဲရှိသေးတယ်။အရှင်၂ယောက်အသေး၉ယောက်ရတယ်။သူတို့ကတပ်ကွင်းထဲဝင်လာတာဟု၎င်းကပြောပါရယ်။ရှင်းတိုက်ပွဲများအတွင် MG42 ငချင်းမီဆက်လက်နှင့်စိန်ပြောင်တက်လက်အပါဝင်လက်နက်ဆယ်လက်နှင့်စစ်တုံးပစ္စည်းများရရှိကြောင်းသိရပါသည် ရှမ်းတောင်ပင်လောင်နှင့်ဖဲခုံနယ်အဆက်ကျေးရွာများအားစစ်ကောင်စီတပ်နှင့် PNO ပအုပ်ပြည်သူစစ်တို့ကထိုးစစ်ဆင်ခြင်းကြောင့်တော်လန်ရေးအင်အားစုများနှင့်နေစဉ်တိုက်ပွဲဖြစ်ပွားနေရာတော်လန်ရေးတပ်များဘက်မှလည်းရှင်းနန်းကင်းများဆုံရှုံမှုရှိနေကြောင်းသိရပါတယ်။လက်ရှိတွင်စစ်ကောင်စီနှင့် PNO ပူးပေါင်းစစ်ကြောင်းတုံးကူကအင်အား900ခန့်ဖြင့်စစ်ကြောင်းထိုးနေပြီးလက်နက်ကြီးများဖြင့်ပစ်ခတ်နေသောကြောင့်ပြည်သူများအနေဖြင့်လုံခြုံစွာနေထိုင်သွားလာရန် MPPDF လင်းယုံတပ်ခွဲကတိုက်တွန်းထားပါတယ်။ ဆက်လက်ပြီးမရိယာမြို့နယ်မှာစင်ကူမြို့နယ်အတွင်းစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သားများထိခိုက်သေးဆုံးမှုများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းမရိယာမြို့နယ်မှာစင်ကူမြို့နယ်အတွင်းစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား30ဦးထက်မနည်းသေဆုံးခဲ့ကြောင်းပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ဒီဇင်ဘာလ၂ရက်နေ့တွင်မရရမြို့နယ်ညောင်အုပ်ရွာမှာရကန်းစင်တောင်ဘက်ကိုစစ်ကြောင်းထိုးလာသော အင်အား40ခန့်ပါစစ်ကြောင်းကိုတော်လရင်တပ်ဖွဲ့များကစင်ကူးမြို့နယ်စိုက်ကွင်းရွာအနီးဂျာဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်မှစစ်သား30ဦးထက်မနည်းသေဆုံးခဲ့ပြီးတော်လရင်တပ်ဖွဲ့ဘက်မှလည်းရဲဘော်တအူးကြဆုံးခဲ့ကြောင်းသိရပါတယ်။စစ်ခွေးစစ်ကြောင်းကညောင်ဦးရွာကနေရကန်းစင်တောင်ဘက်ကိုထိုးတာပါ။နှစ်ချောင်းပေါင်းခမ်းမန်းအင်အားက300နဲ့400ကြာရှိပါတယ်။စိုက်ကွင်းရွာအနောက်တောင်တန်းမှာကျွန်တော်တို့ကခန်းစစ်ပြင်ထားတော့ထိတွေ့မှုဖြစ်တာပါ။ စစ်ခွေးတည်ဆုံတာက30ကျော်တည်ဆုံပါတယ်မြေပြင်မှာတော့စစ်ခွေးအလောင်းတွေမြင်နေရပါတယ်လက်နက်ကတော့တက်ယူဖို့အဆင်မပြေခဲ့ဘူးအဲ့စစ်ခွေးစစ်ကြောင်းကိုစင်ကူးမြို့နယ်စိုက်ခွင်းကျေးရွာနာမှာထိထွေးမှုဖြစ်ခဲ့တာပါလက်ရှိချိန်မှာစစ်ခွေးစစ်ကြောင်းကပလေအင်းရကန်းစင်နာတဝိုက်မှာထိုင်ပြီးတော့စစ်ကြောင်းထိုးနေတာပါဟုပသိမ်ကြီးမြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ဖကဖာမှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာနှင့်မဟာမိတ်ပူးပေါင်းအဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အကြံဖက်စစ်တပ်စစ်ကြောင်းသည်လက်ရှိချိန်ထိပလဲအင်းရွာနှင့်ရကန်းစင်တောင်အနီးတွင်အထိုင်ချထားပြီးဆက်လက်စစ်ကြောင်းထိုးနေစေဖြစ်ကြောင်းသိရပါသည်။ဆက်လက်ပြီးစစ်တပ်ရွေးကောက်ပွဲစတင်ဖို့အာနာရှင်ကြဆုံးနေသည့်စူပေါင်းအားနှင့်ဝိုင်းတော်လတ်ဖို့ TNL ပါဝင်တဲ့တအောင်ပြည်ကောင်စီပြောရဲဆွဲတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ပြည်သူလူထုတရက်လုံးအနေနဲ့တိုင်းသားတော်လှန်ရေးအင်အားစုတွေ၊မျိုးဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ အာနာရှင်စနစ်ကိုတတ်ဆိုးရှိစေမဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကြဖို့နဲ့စစ်တပ်ပြုတ်ကြပြီးအာနာရှင်ဟူသည်မှကြဆုံးတဲ့အထိစီလုံးညီညွတ်တဲ့စူပေါင်းအားနဲ့အာသွန်ခွန်ဆိုင်ဆက်လက်ဝိုင်းဝန်းတော်လှန်ကြရမှာဖြစ်ကြောင်းတအောင်ဖြီကောင်းစီ TLC ကတအောင်နှစ်သိကူကြိုဆိုတဲ့ကွန်ပျူတာဝန်လောက်မှာဖော်ပြထားပါတယ်။ဒီဇင်ဘာ9ရက်မနေ့ဖြန်မှာကြာရောက်မဲ့2918နှစ်ပြည့်တအောင်နှစ်သိကူအခါသမယအတွင်း တောင်းတက်မတော် PSLF TNLA တောင်းနိုင်ငံရေးပါတီနဲ့တောင်းအရဖက်အဖွဲ့တာဝန်ရှိသူတွေနဲ့စုဖွဲ့ထားတဲ့တောင်းပြည်ကောင်စီကဂုံပြူတဝန်လွာပေးပို့ခဲ့တာပါ2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့တွင်ကြာရောက်မယ်တောင်းနှစ်သက်ကူမင်္ဂလာချိန်မှစပြီးစစ်ပီးတဘာဝပေးမှကင်းဝေးပြီးမိမိတို့ပြည်သူလူထုတရေလုံးအနေဖြင့်ပြည်내အားကောင်းရေးမှပြည်ထောင်စုအားကောင်းရေးကိုဦးတည်သည့်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး တိုင်းသားအလုံးအတူတကွရှင်တွဲနေထိုင်ရင်းနဲ့တအောင်လူမျိုးတို့ဤမျှော်မှန်းချက်ဖြစ်သောကိုပိုင်ပြတန်းခွင့်ရရှိရင်းနဲ့တအောင်ပြည်တိဆောက်ရေးတို့ကိုချိုးဖန်အားထုတ်နိုင်ပါစေဟုလည်းတဝန်လောမှာဖော်ပြချပါရယ်တအောင်ပြည်ကောင်စီအဖွဲ့ဝင် TNL ဟာတရုတ်အစိုးရရဲ့ PR ကြောင့်စစ်ကောင်စီနဲ့အပြည့်ရဆဲရေးလှုပ်ဆောင်ထားရမယ်တအောင်ပြည်ရဲ့တော်လှန်ရေးကာလအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့ဖြစ်တဲ့တအောင်ပြည်ကောင်စီကစစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ဖို့စစ်တပ်ပြုတ်ကြအောင်ဝိုင်းတော်လန်ဖို့သဘောထားဖော်ပြခဲ့တာပါ တောင်ပြည်ကောင်စီဥက္ကဋ္ဌဟာ PSLF TNLA ဥက္ကဋ္ဌဘူချုပ်ကြီးတားအိုက်ဖုံဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIO KIA ကောင်ဆောင်တပ်ဦးဖြစ်တဲ့ဒူးဘူချုပ်ကြီးခွန်မော်ကပျော်ရွှင်ပွဲတအောင်နှစ်သစ်ကူလို့ရေးသားကစီလုံးချင်းဟာအင်အားဖြည့်ချောင်းဒီဇင်ဘာ9ရက်ညပိုင်းမှာသူ့ရဲ့ Facebook ကနေရေးသားဖော်ပြခဲ့ပါတယ်။ဆက်လက်ပြီးမုံမိတ်ကိုစစ်ကောင်စီကလေချောင်းကနေပုံချလို့စစ်ရှောင်းတွေအပါအဝင်စစ်တပ်ဦးသေးဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မိုးမင်းမြို့နယ်မြေဆုံရွာကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲလို့မိုးကုံမြို့ကနေစစ်လာရှောင်သူတွေအပါအဝင်စစ်တပ်ဦးထိဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်မိုးမင်းမြို့မြေဆုံရွာစီဆိုင်အနီးကိုဒီနေ့မနက်9နာရီခန့်မှာစစ်ကောင်စီကပုံကျဲတာပါတချို့ဆိုညနေမှာအလောင်းတွေတာလေရင်ကနှစ်ခေါက်လာတာပထမတစ်ခေါက်မှာထိတဲ့လူတွေကိုခုနေတုန်းလာပစ်တော့ထတ်ထိကုန်တာလို့ဒေသခံတအူးကပြောပါရယ် တည်ဆုံးတဲ့အထဲမှာကိုဝင်ဆောင်အမျိုးသမီးလေးပါတယ်လို့ဒေသခံတွေကပြောပါတယ်။ဘုံကလေထဲမှာအရင်ကွဲပြီးအောက်မှာလည်းအများကြီးကွဲတော့ဒါကြောင့်တည်ဆုံးတာများကုန်တာလို့ဒေသခံနောက်တဦးကပြောပါတယ်။ဒီနေ့စစ်ကောင်စီဘုံချဲတဲ့နေရာကတိုက်ပွဲဖြစ်နေတဲ့နေရာမဟုတ်ဘူးလို့သိရပါတယ်။ဒီနေ့ညပိုင်းမှာလည်းစစ်ကောင်စီကလေချောင်းကနေကင်းထောက်နေလို့ဒေသခံတွေကြောက်လန့်နေကြရပါတယ်။မုံမင်းမျိုးဟာတအောင်တက် TNL က2029စစ်စင်ရင်းနဲ့အတူသိယူထားတဲ့မျိုးဖြစ်ပါတယ် သိမ်းယူထားတဲ့မြို့တွေအနက်မိုးကုံမြို့နဲ့မိုးမင်းမြို့ကိုစစ်ကောင်စီထံပြန်အပ်ဖို့တရုတ်နိုင်ငံကုမင်းမြို့မှာစစ်ကောင်စီနဲ့ဆွေးနွေးသဘောတူခဲ့တာပါဆလပီနမောက်ပြော်ပွဲလမ်းပိုင်းတွင်စစ်စေးရေလှောက်ဆောင်နေသော PDF များနှင့်စစ်ကားတို့ထိတ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားတဲ့ဆွေတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းနမောက်မြို့နယ်နမောက်ပြော်ပွဲလမ်းပိုင်းတွင်စစ်စေးရေလှောက်ဆောင်နေသော PDF များနှင့်စစ်ကားတို့ထိတ်တိုက်တီးတွေ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနမောက်မြို့နယ်ပကပတာဝန်ကအစိတ်တီးကသတင်းဌာနကိုပြောကြားပါတယ်။ ဒီဇင်ဘာလ9ရက်နေ့ည10:30မိနစ်ခန့်တွင်နမောက်ပြောပွဲလမ်းပိုက်ရှိဥယျာဉ်လမ်းပေါက်အနီးတွင်လမ်းပိုက်စစ်ဆေးရေးပြုလုပ်နေသော PDF ညာနှင့်စစ်ကားတို့ထိတိုက်ထိတွေ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ထိုထိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိနိုင်ပြီးအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရေးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ဆိုင်ကောင်းကနေရွာတော်ဘက်ကိုညာဘက်ကင်းချင်းလာတဲ့စစ်ကားလို့သိရတယ်။စစ်ခွေးတွေကဖောကားနေလာတာပါ။ အင်အားခန့်မှန်းခြေ15ဦးကွင်းကျင်ရှိပါတယ်လို့သိရတယ်။စစ်ခွေးကကညဘက်7နာရီခွဲအချိန်အမောင်းထဲမှာဆိုတော့ကျွန်တော်တို့ဘက်ကလည်းလမ်းဘေးကနေနေရာယူပြီးဖြစ်တာဆိုတော့စစ်ခွေးထိခိုက်သေးဆုံးမှုရှိနိုင်ပါတယ်။စစ်ခွေးတည်စီရင်အတိအကျကျွန်တော်တို့မသိရသေးဘူး။ကျွန်တော်တို့ထိတွေ့တိုက်ပွဲဖြစ်ပြီးရက်သွားပြီးဝိုင်းပြတော့အဲ့မှာစစ်ခွေးတွေကမောင်းပြေးသွားကြတာထိတွေ့တိုက်ပွဲကတော့10မိနစ်ခန့်လောက်ကြာတယ်။ခွေးကကမောင်းပြေးပြီးတော့အဝေးရောက်မှပြန်ပြစ်တာကျွန်တော်တို့ဘက်ကရဲဘော်တွေတော့အထိခိုက်မရှိဘူးဟုနမမျိုးနယ်ပကဖတာဝန်ကအစိတ်တီးကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုအောင်ဆန်းလန်းအဖွဲ့နှင့်နမောက်ပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ခိုက်မှုအတွင်စစ်ကားသည်မောင်းပြေးသွားသောကြောင့်စစ်သားများထိခိုက်မှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းပကဖတာဝန်ခံအစိတ်အသီးကဆက်လက်ပြောဆိုပါရယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။